အလက်စကာပင်လယ်ကွေးမှာရှိတဲ့ Atlantic သမုဒ္ဒရာကရေနဲ့ Pacific သမုဒ္ဒရာဘက်ကရေတို့ဟာမတူညီတဲ့ရေအရောင်နဲ့တစ်ဖက်နဲ့တစ်ဖက်မရောနှောပဲအလဲမှလိုင်းခြားသလိုတီးခြားတသက်စီရှိနေကြပါတယ်။ဒီဖြစ်စဉ်ကို Hello Klein လို့ခေါ်ပြီးတော့ဘာကြောင့်ဒီလိုဖြစ်နေကြတာပါလဲ။အဓိကအကြောင်းရင်းကတော့အဲ့ဒီသမုဒ္ဒရာနှစ်ခုစလုံးမှာရှိတဲ့ရေတွေရဲ့စားပန်ဝင်မှုနှုန်းအပူချိန်နဲ့သိပ်သည်စားတို့မတူညီတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Atlantic သမုဒ္ဒရာဘက်ကရေတွေဟာစားပန်ဝင်မှုနှုန်းပိုများပြီးတော့ ပစိဖစ်သမုဒ္ဒရာဘက်ကရေတွေကတော့မိုးရင်နဲ့မြေချောင်းအင်းအာနီရဲကစီးဆင်းလာတဲ့ရေချိုးတွေကြောင့်စားငံနှုံပိုနေပါတယ်။ဒါကြောင့်စားငံနှုံပိုမြင့်မားတဲ့ Atlantic သမုဒ္ဒရာဘက်ကရေတွေဟာအသိတဲ့စားပိုမြင့်မားပြီးတော့အောက်ခြေကိုနှင်းမြုပ်နေသလိုဖြစ်နေပြီးတော့ပစိဖစ်သမုဒ္ဒရာဘက်ကရေတွေကတော့ရေပေါ်မှာမျောနေသလိုဖြစ်နေပါတယ်။အပူချိန်ကလည်းပစိဖစ်သမုဒ္ဒရာဘက်ကရေတွေက Atlantic သမုဒ္ဒရာဘက်ကရေတွေထက် ပိုအေးပါတယ်။အထူးသဖြင့် Alaska ဘက်မှာပိုအေးပါတယ်။ဒါကြောင့်ဒီရေဒုနှစ်ခုကိုချက်ချင်းမျောနှောစေပဲ။ stratification လို့ခေါ်တဲ့ရေလွှာခွဲခြားမှုကိုဖြစ်ပေါ်စေပါတယ်။ Atlantic သမုဒ္ဒရာဘက်ကရေတွေက gas steam လို့ပူနေတဲ့ရေစီးကြောင်းတွေစီးဆင်းနေပြီးတော့စားတန်းနဲ့ရေညှိရေမြင့်တွေပုံပေါ်ပါဝင်တဲ့အတွက်ကြောင့်အပြာရောင်ပိုနက်ပါတယ်။ Pacific သမုဒ္ဒရာဘက်ကရေတွေကတော့ Alaska current လို့အေးတဲ့ရေစီးကြောင်းတွေစီးဆင်းနေပြီးတော့ရေခဲမြစ်တွေအေးပြောတာကနေအနေနဲ့အနှစ်တွေပါဝင်လာတဲ့အတွက်ကြောင့်အယောင်ကွဲပြားမှုတွေဖြစ်ပေါ်စေပါတယ်။ဒါကြောင့်စန့်ကျင်ဘက်ရေစီးကြောင်းတွေဟာဒီရုနှစ်ခုကိုယာယီခွဲခြားသလိုဖြစ်နေပါတယ်။ မှန်တကယ်မှာတော့ဒီရတုနှစ်ခုဟာမရောနိုင်ဘူးလို့ထင်ရပေမဲ့လေလူတွေမျက်စိနဲ့မြင်ရတဲ့အချိန်တိုတိုအတွင်းမှာမရောတော့ပဲနောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ရောလို့သွားကြပါတယ်ဒါဟာတဘာဝလို့ယူပဝေဒနိယာမတစ်ခုဖြစ်ပြီးတော့ဒီရတုနှစ်ခုဟာဘယ်တော့မှမရောနိုင်ဘူးဆိုတာလွဲမှားနေတဲ့ယူဆတစ်ခုဖြစ်ပြီးလဖက်ရည်တဲ့နှုတ်စီထဲ့တယ်လို့အချက်ချင်းမပြောနိုင်တဲ့တဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပြီးတော့လိုင်းတန်တွေရေစီးချောင်းတွေကြောင့်နှစ်ပေါင်းများစွာကြာလာရင်တော့ရောတော့သွားကြပါတယ်